ဘာဖုံးကြီးငရဲပြေနဲ့ပြေဆိုတာတကယ်မရှိပါဘူးဗျနောက်ဘဝဆိုတာလေဖုံးကြီးတွေပါဇက်ထဲမှာပဲရှိတာပါဗျတက်တည်ပြနိုင်တာလေအခုထိမရှိသေးပါဘူးဖရားတဲ့မင်းကလူဝင်သားဟုတ်လို့ဟုတ်လားမှတ်မိတယ်ဗောဟိုဘွားတော့အဲ့မင်းကမိန်ကလေးလားယောက်ျားလေးလားမိန်ကလေးဗျာမိန်ကလေးဟုတ်ဟိုဘွားတော့လည်းမိန်ကလေးပဲနော်ဟုတ်ပါဗျာအော်ဟိုကုရကန်ထူးလို့လူဘွားပြန်ဖြစ်တာဗျဟုတ်တယ်ငါတမီးကုရကန်ထူးလို့ လူတည်ပြီးတော့သူပြန်ဝင်စားတာကြည့်သားဟိုဘွားတော့နော်အဲ့တော့ဟိုဘွားတော့အဖေရောမှတ်မိတယ်မှတ်ရတယ်ဟိုဘွားအမေလည်းမှတ်မိတယ်သူတို့ကအဲ့လိုပြောလိုက်တော့သူတို့ကတိကြတယ်လားတိရတယ်တိရနော်အဲ့ဆိုရင်မြေဥခုပါရဲ့ကိုရင်နှပါရှိတယ်သူ့မှာတားနှစ်ယောက်ရှိသေးတယ်အဲ့ဒီတားနှစ်ယောက်ကလည်းဘုံရတဲ့ဘက်ပဲဒီမှာတင်ငန်းဝတ်တာအခုစိုင်တိုက်ပို့ထားတယ်ပညာရောင်ကြီးမှာစိုင်တိုက်ပို့ထားတယ်အဲ့တွေ့ကြရင်လားနောက်ခါကျဘုံကြီးတွေ့ပြီးမယ်နော်ဒီဒီကထိန်လာမှာနဲ့တွေ့ရဲ့ ဘုန်းကြီးပြင့်ကြည့်မယ်နော်တကယ်ကြရင်အဲအဲ့ကြောင့်မင်းသူ့ကျတော့မောင်လေးပေါ့ဟိုကဟိုကတော့နဲ့မောင်လေးဟောသူတို့ကသိပလားတကယ်တော့အဲ့တော့မဆုံးခင်တော့မမွေးပါဘူးအော်မင်းမဆုံးခင်ကတော့သူတို့မမွေးဘူးမင်းဆုံးပြီးမှမွေးတာဒါအဲ့ဒါဆုံးတော့ပုံကသိလားဆုံးတော့ပုံတော့သိတော့ဘုန်းကြီးပြောကြတာဘလို့ဘလို့ဆုံးတော့တယ်အဖျားလေးပါအဖျားလေးဆွေးရမဆုံးတော့တာအဲ့ဒီဆုံးတော့မေတ္တာဟို ဒီအခုဒီဘွားမှာပြန်ဖြစ်လာတော့အေးအဖေမေလို့လဲတအားတူးကျင်တာပေါ့မင်းရတယ်အိမ်မီမီလေးဟာငါတမီမီကုလိုကန်ကျူးတယ်အဲကုလိုပြန်ဆက်လို့မင်းဒါကုလိုကောင်းမှုပြုဖို့ရံတွေ့တာမင်းလူလောကကိုပြန်လာတယ်လို့ပဲပုံရပေါက်ချဲချရမှာပေါ့နော်ဟုတ်လားအဲဆိုတော့အဲကုလိုလေးပါလေးပြုဖို့ကိုနိုင်ရပြုဖို့ကွာကုလိုကောင်းမှုနော်လူလေးနော်ဟုတ်တယ်မဟုတ်လားအေးအေးအေး အဲ့ဒါဝမ်မန်နဲ့မှလူဝဲစားလေးဘုံကြီးရတင်ပေးလိုက်တော့အဆက်ကြီးတင်ပေးပါဗျာဟုတ်တယ်အဲ့လိုပြောဒါကြောင့်ဝမ်မန်ဆိုတော့အမျိုးမျိုးပေါ်ပေါ်ရင်းရင်းလို့လို့ရတယ်အဲချိုးကြလည်းကောင်းတာလေးတွေပြောတာပေါ့ချိုးကြလည်းမကောင်းတာလေးတွေဝမ်မန်လေးတွေရှိတာပေါ့ရှိစေချိုးကြလည်းတစ်ချက်ကောင်းမှအချက်ကြီးတွေကိုပြန်ပြီးတော့မှ ြောပြရတာရှိတယ်ဒီနော်အဲတို့ကဘာမှန်လဲဆိုတော့ကြိုးကြိုးတော့ငါသမီးအဲမလေးအမလေးကိုဆက်ကလေးတင်ပေးပါခင်ဗျာဆက်ဆိုတော့တို့ရဲ့အဆက်ဆိုတော့ဒီဒကမလေးတေးကဒီအဲဒီဥစ္စာပြီးရောဟန်လူပါတယ်နော်ဘုန်းကြီးနည်းနည်းလေးပြီးတင်တယ်လေဘုန်းကြီးဆန်းညွန်နေစက်ွက်တေး l o u t a r a d a m o k u n o စော့စရာအင်ဂျီအင်ဂျီစော့စရာလေအဲ့ဒါပုံမှန်ပြီအပြန်တက်တောင်းတာပဲလားဒီတိုင်းသွားပြီးတော့တက်တောင်းလိုက်တာသူတို့အန်အောနေမှာပေါ့ခဏဒီဘူဘွားကတာငွေခရက်ခွေးဒီရောအဲ့ဒါမှတ်မိတယ်ဒီလည်းငွေလေးဒီလေးဟောအေးခွေးရောဒီဘွားမှာအခုပြန်ကြည့်တော့ရှိသေးလားဒီခွေးကအခုတိရှိသေးလားအော်အခုကတော့တည်သွားပြီ ွေးမင်းဘัวကမွေးလာတယ်ခွေးကဒီဘัวမှာတော့ရှိတယ်ဟောဟောပြင်ကတပည့်အဲဆိုတော့ဒါလိုပဲပြပြလေဘုံကြီးတို့ပြပြပါတာနေရတာဒါကုလို့ထူတာလေဟောတာမလားကုလို့ထူတော့အဲတချို့ကျလည်းကုလို့အောက်ကုလို့ပြူဆိုတော့တချို့ကျလည်းလူတန်းတော့ထင်ကြတယ်အာကုလို့ကောင်းမှုပြုခိုင်းမြတ်မီလူတန်းခိုင်းရင်ကုလို့ကောင်းမှုဆိုတာကဒါချုပ်ပြီးပြောလိုက်တာပဲလေ အကုန်လုံးပဲပါတာပဲနော်လူတန်းပါလို့ပြောတာမဟုတ်ဘူးဟုတ်တယ်မလားဘုန်းကြီးတို့ကုလိုကောင်းမှုလို့ပြောတဲ့နေရာမှာဒါအကုန်လုံးပဲနော်အဲဒါဆိုလို့လည်းကုလိုကောင်းမှုပဲလေကုလိုကောင်းမှုမရှိရင်လည်းဒီလဘယ်လိုလုပ်ဆောက်တည်ကြမှာဟုတ်တယ်မလားဝိပဿနာဘာဝနာဘာပဲလုပ်လို့ဒါကုလိုကောင်းမှုကတော့အခြေခံပြီးလာတာပဲနော်ဆိုတော့ဒါငါတမီးလေးတက္ကမလေး လည်းကိုယ့်ရဲ့အကြောင်းသားအကြောင်းတူတွေကိုဒီလိုပဲအကျင့်အဖြစ်မျိုးနှုတ်ကကျိုးနေလို့ထွက်သွားတာပေါ့နော်အဲ့ဒါတော်တော်လေးမှတ်မိတာအဖေမိတွေကိုလည်းဒီဘဝဒီဘဝရဲ့အဖေမိတွေဘဝရဲ့အဖေမိတွေဒါဆောင်းဆောင်းဟုတ်ပြီလားဒါဟိုဘဝရဲ့အဖေမိတွေလည်းမင်းကမလို့ကျွေးရအောင်လေအဲ့ဒီဘဝမှာတော့ဖြင့်ဟိုဘဝက ပြန်နေပြီးတော့ကိုနိုင်တော့ထောက်ပန်းတန်းဆောင်ချုပ်ပြီးဟုတ်ပြီလားကျေးဇူးရှိတယ်နော်ကျေးဇူးရှိရင်မလုပ်ရလဲကျေးဇူးဆက်ရတယ်နော်ကျေးဇူးရှိရင်ကျေးဇူးဆက်ရတယ်ကျေးဇူးဆက်ဖို့ဘဘွားကကိုကကျေးဇူးဆက်ခဲ့ရဦးလေဒီဘွားရောက်လာတော့ဒီဘွားနဲ့ကျေးဇူးဆက်ဖို့ဟုတ်ပြီလား ပြောပြရတယ်။အခုတော့ကြီးတော့စိတ်တော့မပြောပြနိုင်တော့ဘူး။ဆေးရုံမှာဆုံးသွား။ဘယ်နှနဲ့တမိနဲ့ဆုံးသွားလဲ။နာနေကြော်။နာနေကြော်လေးနဲ့ဆုံးသွားတော့။ဒီပါတော့တာလီယာဘောင်းပေါ့။နည်းနည်းလေးဆက်လေးတင်ပြတာနော်။ ဘာဖုံးကြီးငရဲပြေနဲ့ပြေဆိုတာတကယ်မရှိပါဘူးဗျနောက်ဘဝဆိုတာလဲဖုံးကြီးတွေပါဇက်ထဲမှာပဲရှိတာပါဗျတက်တည်ပြနိုင်တာလဲအခုထိမရှိသေးပါဘူးဖရားတဲ့ဘာဖုံးကြီးတော့မလုပ်ပါနဲ့ဘာဖုံးလေးတော့လုပ်ပါနော်တကတော်လူလူမျိုးတွေကမြတ်စွာဘုရားလက်ထက်မှာလဲရှိပါတယ်တကတော်ကကိုယ်တိုင်မမြင်လို့သူများပြောတာနဲ့မယုံဘူးဆိုတဲ့သဘောကိုပြောချင်တာပါကိုယ်တိုင်မမြင်လို့သူများပြောတာမယုံရင်တကားတော်မမွေးခင်ကတကားတော်ရဲ့မိဘနှစ်ပါးကိုမြင်ဘူးပါသလား မမြင်ဘူးပါဘူးเนาะအပြင်လောကရောက်မှဒါကမင်းရဲ့အဖေနဲ့အမေဖြစ်တယ်လို့ပြောပြမှကိုယ့်ရဲ့မိဘအဖြစ်လက်ခံယုံကြည်တာပါကိုတိုင်မမြင်လို့သူများပြောတာမယုံရင်ကိုယ့်ရဲ့မိဘနှစ်ပါးကိုလည်းဘာဖြစ်လို့ကိုမိဘအဖြစ်လက်ခံယုံကြည်နေမှာလဲကိုတိုင်မမြင်လို့သူများပြောတဲ့အတွက်ကိုမိဘနှစ်ပါးပေါ်မှာလည်းတန်တရားဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မိဘအရင်ဟုတ်မဟုတ်ဒီကနေ့ခေတ်ဒီဟာလေးဤပညာနဲ့စစ်ကြည့်ရင်သိနိုင်ပါတယ်ဒါကဥပမာပါအဲ့ဒီဥပမာအတိုင်းပါပဲ ဦးစင်းတို့မြတ်စွာဘုရားကငရဲပြည်တွေ၊နတ်ပြည်တွေ၊နောက်ဘဝတွေတကယ်ရှိတယ်ဆိုတာကိုဟောကြားတဲ့အခါမှာယုံကြည်လက်ခံမှုမရှိတဲ့လူတချို့ယုံကြည်လက်ခံပြီးသိမြင်လာအောင်နိလန်းတွေပေးခဲ့ပါတယ်။အဲဒီလိုပေးခဲ့တဲ့နိလန်းတွေကိုကျင့်သုံးပြီးမကြည့်ပဲနဲ့ငရဲပြည်တွေ၊နတ်ပြည်တွေ၊နောက်ဘဝတွေဆိုတာမရှိပါဘူးလို့ဖေးထိုင်ပြီးဖူပြောနေမယ်ဆိုရင်ပြောတဲ့သူရဲ့အပြစ်သာဖြစ်ပါတယ်။တချို့အရာတွေကလက်စုပ်လက်ကင်ချပြလို့ရတာမှန်ပေမဲ့တချို့အရာတွေကတကယ်ရှိတော်လဲပဲ လက်စုပ်လက်ကင်ချပြလို့မရဘူးเนาะကိုယ်တိုင်ကျင့်သုံးပြီးကြည့်မှသိနိုင်တာဖြစ်တယ်။ကဲနောက်ဘဝရှိမရှိဆိုတာကိုဗီဒီယိုဖိုင်လေးတစ်ခုပြပေးမယ်เนาะနံပါတ်9အတိတ်ဘဝကနေတိုင်းမှုအလုံးကိုမှတ်မိခဲ့သူနံပါတ်9နေရာမှာရှိနေတာကတော့ Scotland နိုင်ငံ Glasgow မြို့ကကင်မရွန် McCallie ဆိုတဲ့ကလေးငယ်တယောက်ပဲဖြစ်ပါတယ်။အဲ့ဒီကောင်လေးကသူ့ရဲ့အတိတ်ဘဝကိုအသက်2နှစ်အရွယ်မှာကတည်းကမှတ်မိနေခဲ့တာပါ ူရဲ့ပြောစကားအရာတော့သူကဘာရာဆိုတဲ့ကျွန်တော်မမမိခင်ဖြစ်သူနဲ့နေထိုင်ခဲ့သူတယောက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်သူကအရင်ဘဝကဖခင်ဖြစ်သူရဲ့နာမည်ရင်းကရှောင်းရောဘတ်ဆိုတာကအစမှတ်မိနေခဲ့ပါတယ်။သူရဲ့အတိတ်ဘဝကဖခင်ဖြစ်သူကကားဆိုင်မှုတစ်ခုမှာအသက်ဆုံးမခဲ့ရပြီးကွယ်လွန်ခဲ့တယ်လို့လည်းပြောခဲ့ပါသေးတယ်။ အရင်ဘွားကဘာရာကျုံးမမနေထိုင်ခဲ့တဲ့ပုံစံတွေကိုပကြီးဖြစ်ရေးဆွဲခိုင်းခဲ့ရမှာလဲသူ့အိမ်ပုံစံကိုရေးဆွဲပြခဲ့ပြီးသူ့ရဲ့ခွေးကိုအစာကျွေးတဲ့ပုံရိပ်တွေကိုပါရေးခဲ့ပါတယ်။သူကအတိတ်ဘဝမှာဗရင်မောက်ပါတဲ့အခန်းတစ်ခုမှာနေထိုင်ခဲ့တယ်လို့သိရပြီးအငြင်းန်းလို့လို့ဗရင်မောက်ကနေရှုကင်းတွေကိုကြည့်ပြီးတော့အပန်းချီလေးရှိတယ်လို့လည်းသိရပါတယ်။ကောင်းလေးပြောတဲ့နေရာနဲ့အိမ်ကအပြင်မှာအမှန်တကယ်ရှိမရှိဆိုတာကိုလည်းတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာ1960နဲ့1980ခုနှစ်က စောင့်လုပ်ခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့အင်ဂျင်ကြီးတစ်ခုလိုဖြစ်နေတဲ့အင်ဂျင်ကိုတွေ့ခဲ့ရပါသေးတယ်။နောက်ပြီးကောင်လေးရဲ့ပြောစကားတွေတကအတိုင်းအဲ့ဒီအင်ဂျင်တွေကပစ္စည်းတွေကအမှန်တကယ်ပြည့်ရှိနေခဲ့ပါတယ်။ကဲဒါဆိုရင် နောက်ဘဝရှိတယ်မရှိဘူးဆိုတာကိုသိလောက်မယ်ထင်ပါတယ်နော်။